အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲကြိုသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ပေါ့နော်အဲ့တော့ ဒီနေ့မှာဒါကျွန်တော်တို့ဖူဟန်နဲ့လီဗာပူးဒါကျွန်တော်ဘရန်ဖူနဲ့ချယ်ဆီဒါကျွန်တော် တော်တန်ဟော့စပတ်တင်းနဲ့ဆောက်တတဲ့အကုန်လုံးကမြန်မာစံတော်ချင်းဒါကျွန်တော်တို့ခုနှစ်နာရီခွဲမှာတစ်ချိန်နဲ့အကုန်လုံးချစ်ပါမှာဖြစ်တယ်အဲ့တော့ဒါကျွန်တော်ပထမဆုံးပွဲစဉ်ပွဲကျူသုံးသက်ချက်လေးကိုတော့ဖူဟန်နဲ့လီဗာပူးပွဲစဉ်လေးကိုလှုပ်ချင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်ကလီဗာပူးအတွက်ကတော်တော်လေးကိုအရေးပါလာပြီဖြစ်တယ်ဒီနေ့ပွဲစဉ်ကိုဒါလီဗာပူးအသင်းအနိုင်ရရှိခင်မယ်ဆိုရင်တော့အစရာထိတ်မှာဒါကျွန်တော်14မှတ်နဲ့ဖြတ်နိုင်မယ့်အနေအထားတစ်ခုကိုလီဗာပူးအသင်းရောက်ရှိလာမှာဖြစ်တယ်လို့ကျွန်တော်ပြောဆိုလို့ရမယ့်အနေအထားတစ်ခုရောက်လာခဲ့ပြီအပြောချင်တာကဖလားရဖို့ အတွက်လက်တကမ်းမဲ့လူတော့တဲ့အနေဒါတစ်ခုကိုလစ်ဘဘူးသင်းရောက်ရှိလာခဲ့တယ်။အဲလစ်ဘဘူးသင်းကလက်ရှိမှာသူတို့လုတ်ဆရာရှိရလုတ်သွားပြီးလက်ရှိမှာလည်းကျွန်တော်ဒါအာကျွန်တော်ဒါအာဆိုက်ဆရာဆိုလို့ပရီးမီယာလိတခုပဲရှိတော့တဲ့ကြောင့်သူတို့အနေနဲ့ဘာမှအာယုံသိပ်ပြီးထွေဖျားစရာတော့မလိုတော့ဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့လက်ရှိလစ်ဘဘူးရဲ့အသင်းရဲ့ဒါခြေစွမ်းကအနိုင်မြင့်တက်ကြတာဒါအမှန်တိုင်းပြောနည်းနည်းလေးများနေတယ်။ရှေ့ဘွဲမှာ Everton ကိုနိုင်သွားခဲ့ပြီးမှခြေစွမ်းရအရန်ကြီးလုံလုံလောက်လောက်တော့မရှိခဲ့ဘူး။အဲ့ဒီပေါ်စမာဒါတိုင်းလူကြီးရဲ့ဆုံးဖြတ်ချက်တွေနဲ့သူအငင်းပွားပွဲရတာကျွန်တော်တို့အချိန်တွေရှိခဲ့တယ်။အမှန်တိုင်းပြောအဲ့ဒီဘွဲကကျွန်တော်ဒါ ပြောချင်စောနဲ့ပြောအဲ့တောင်ကျွန်တော်ဟိုကောင်လေးကိစ္စနဲ့ကျွန်တော်ပြောပြောချင်စောနဲ့ပြောပြောမှုမိသွားခဲ့တာ ိုက်တော့မမေက Everton အသင်းရဲ့ကူသမားဖြစ်တဲ့ Jordan Pickford ကအနီးကနဲ့ထွက်ကိုထွက်ခဲ့တဲ့တဲ့နေတာတစ်ခုမှရှိခဲ့တယ်ပေမဲ့မထွက်ခဲ့ရဘူးเนาะအဲ့တော့ဒီနေ့ပွဲစဉ်သားကျွန်တော်တို့ဒါ Liverpool အသင်းက Fulham အသင်းကိုနိုင်ခဲ့မယ်ဆိုတော့အဆင့်တနေရာမှာ Salim Matiti ပြတ်သွားမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့ Premier League တိုက်တဲ့ Challenge ကိုတစ်ပြေးနဲ့တစ်ပြေးရဖို့အတွက်တည်ကြသွားမှာဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်အကြိတ် Liverpool အသင်းသားဒီနေ့ပွဲစဉ်ကိုနိုင်ခဲ့ပြီးတောက်လျှောက်လိုစားတဲ့နိုင်ခဲ့မယ်ဆိုရင်တော့ Liverpool အသင်းအနေနဲ့ဒါကျွန်တော်တို့ Tottenham Hotspur အသင်းနဲ့ပွဲစဉ်မှာဒါကျွန်တော်တို့သူတို့အနေနဲ့သူတို့ရဲ့အိမ်ခွင့်မှာဒါ Premier League Super League ကိုစုခူးနိုင်မှာ ဖြစ်တယ်လို့ဒါကျွန်တော်သတင်းတွေအသေးရတယ်ဒီမှာပါတယ်အဲ့တော့ကျွန်တော်တို့ဒါလီဗာပူးလို့စပါပရိသတ်တရားလီဗာပူးဒါကိုသူတို့အိမ်ကမှကျွန်တော်တို့အနိုင်ယူပြီးဒါကျွန်တော်ဆူဖလာဆခုမဲဆိုရင်တော့ဒါ you will never walk alone အကျဲကြီး or ဆိုပြီးဒါကျွန်တော်ကျွန်တော်ညီငယ်ကိုကျွန်တော်သတိရနေမှာဘောတော့အမှန်တမ်းပြောမှာတခါကျရင်လည်းဗျာလောကကြီးကလွမ်းစရာပါအဲ့တော့ဒီနေရာမှာဒါကျွန်တော်လီဗာပူးပွဲစဉ်မှာမပြောခင်မှာဒါမင်းညာကဒါကျွန်တော်တို့ မန်လီစကိုင်းတို့ဘက်မှာမိုးရွာလို့ကြည်ရတယ်မှာပါဒီနေ့မနက်မှလည်းရွာခဲ့တယ်ဆိုတဲ့တင်းတွေလည်းထွက်ပေါ်ခဲ့တယ်မှာပါတယ်တတနိုင်တဲ့ဘက်ကနေပြီးကျွန်တော်တို့အမိုးကာကြီးလည်းကျွန်တော်တို့ဆက်လက်ပြီးကူညီနေစေဖြစ်ပါတယ်ဒါကျွန်တော်တို့ပြောပြောပြတာပေါ့နော်ကျွန်တော်တို့ဆက်လက်ပြီးကူညီနေစေဖြစ်တယ်လက်ရှိမှာတော့ကျွန်တော် Facebook page နောက်ပိုင်းမှာကျွန်တော်တတနိုင်တဲ့ဘက်ကနေဒါအမိုးတွေတက်နေကိုကျွန်တော်ဒါကူညီပေးနေစေဖြစ်တယ်ကျွန်တော်တို့ဒါအတိအနေနဲ့ကျွန်တော်ပေါင်းပြီးပို့လိုက်တဲ့တက်နေဆိုတာကျွန်တော်တို့မနက်ဖြန်ရောက်မှာဖြစ်တယ်ကျွန်တော်ဆိုအမြဲတမ်းမနက်ဖြန်စိတ်မကောင်းဘူးဆိုတော့ဒါမနေ့ညကပို့ဖို့ဆိုရင်ဒီနေ့ မနက်မှာပို့လိုက်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်မနက်ဖြန်မှရောက်မယ်တော့ကျွန်တော်တော်တော်လေးဥဒါအမနက်ပြောမလို့ဒီနေ့ညတော့ရောက်မှာပေါ့နော်ဒါကျွန်တော်ဒီနေ့ညရောက်မယ်ဒါဒီနေ့မနက်ကလေးကားထွက်သွားပြီတော့ကျွန်တော်ဒီနေ့ညရောက်မယ်ဒါပေမဲ့စိတ်တော့မကောင်းဘူးဗျအမနက်ပြောမလို့ကိုရီတာလောက်တီဒါလူမျိုးဖြစ်မှာဆိုလောက်တီပြင်ဆင်ပြီးတက်နေစီစဉ်ထားတာမှာ တရက်လောက်ဆော်ပြီးမိုးရွာသွားတော်တော်လေးဥဒါကျွန်တော်တို့တော့မနိုင်ပြောစိတ်လည်းမကောင်းဒါမနေ့ကဆိုတာကျွန်တော်အတီလေးဒါကျွန်တော်ကိုင်းနေမှာဒါကျွန်တော်ဝိုင်းလုံနေတဲ့အချိန်မှာမိုးရောလီရောတိုက်တဲ့အချိန်မှာမရှိမရှိမဲ့လူလေးတက်လေးတွေတချို့ကြတဲ့ဒါအဖီလေးထိုးပြီးနေတယ်အဲ့အဖီအကုန်လုံးလွန့်တက်သွားတာပေါ့နော်အဲ့တော့ဒါတွေဟာ ပြောရမယ်ဆိုတော့ပြောတော့ဗောဗျာပြောရမယ်ဆိုရင်မဲနာတာပဲရှိတယ်ဘာမှသိပြီးပြောစရာမရှိဘူးเนาะအဲလက်ရှိအခြေအနေကဒီလိုမျိုးဖြစ်နေတယ်အဲ့ဒါလေးကိုကျွန်တော်ခင်ဗျားတို့ကိုဆက်ဆက်ပြီးပြောချင်တာဖြစ်တယ်တက်တိုင်းတဲ့ဘက်ကနေပြီးတော့ကူညီနိုင်မယ်ဆိုရင်လည်းကူညီပေးကြပါအောင်ကျွန်တော်ပြောချင်ပါတယ်အဲပြောကျွန်တော်ပြောပြောနေတယ်ပြန်လဲထူထောင်ရေးစီစဉ်ဆိုတာဒါကိုပြောချင်တာဖြစ်တယ်အဲပြန်လဲထူထောင်ရေးစီစဉ်မှာလည်းအဖက်ဘက်ကနေပြီးတော့ကူညီပေးဖို့အတွက်ကျွန်တော်ဒီနေရာကနေပြီးတော့ကျွန်တော်ဒါမေတ္တာရက်ခံချင်ပါတယ်ဘောနော်အဲ့တော့ဖူဟန်သင်းတဲ့လီဗာပူးသင်းကဒီနေ့ပေါ်ဆုံးမှာဖူဟန်သင်းရဲ့အိမ်ဝင်ဖြစ်တဲ့ခရီဗန်ကော့တေ့ချ်မှာတွေ့ရမယ်လီဗာပူးသင်းကသူတို့ရဲ့အိမ်ဝင်မှာတဲ့ဖူဟန်သင်းကိုတူတူ 2ဆိုလို့ရလနဲ့တည်ကြခဲ့ပြီအဲ့ဒါပွဲစဉ်ကမမဲရလီဗာပူးသင်းကတော့ကျွန်တော်အန်ဒီရောဘီစင်တယောက်ဒါကျွန်တော်တို့အနိကရခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲ့တော့လက်ရှိမှာတစ်ဖက်အသင်းကဒါကျွန်တော်အဆင့်နှစ်ကအသင်းကဖြစ်တဲ့အာစနယ်အသင်းကတော့ဒါကျွန်တော်မထင်မှတ်ပေးနေအေဗာတန်နဲ့ပွဲစဉ်မှာဒါအမှတ်ရော့သွားခဲ့ရောဒီနေ့ပွဲစဉ်သာနိုင်သွားခဲ့မှာဆိုလို့လီဗာပူးအသင်းကတော့ ဆူဖလာကိုလက်နှစ်ဖက်တင်းအောင်နေမဟုတ်တဝက်လောက်တောင်မြောက်လို့ရပြီဆိုတဲ့အနေအထားတစ်ခုကိုရောက်ရှိသွားခဲ့မှာဖြစ်တယ်အဲ့တော့ဒါပေမဲ့တရှိမှာတော့ဖူဟန်သင်းကိုသွားပြီးတော့ဒါကျွန်တော်တို့အထင်တော့သွားသိလို့မရဘူးလို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်ဖူဟန်သင်းနဲ့ခုလက်ရှိမှာတော့ကျွန်တော်တို့လက်ရှိအာစနယ်သင်းကို2-1ဆိုတဲ့ရလက်ရှုံးထားခဲ့မြင်အဲ့ဒီပွဲစဉ်မှာလည်းဖူဟန်ကသူ့ဟာသူမဆိုးဘူးလို့ကောင်းလို့ရတယ်မှာပါတယ်ရရတာလက်ရှိမှာတော့ဖူဟန်သင်းနဲ့နောက်ဆုံးပြိုင်ပွဲသုံး၅ပွဲမှာတပွဲပဲနေလာတယ်နိုင်ထားတဲ့ပွဲစဉ်ကတော့ဒေါက်တာဟော့စပါသင်းကိုသူတို့ရဲ့အိမ်ဝင်းမှာ2-0ဆိုတဲ့ရလက်နဲ့နိုင်ထားခဲ့တဲ့ပွဲစဉ်ကလည်းလူကျန်တဲ့ပွဲစဉ်တွေမှာတောက်ရှော့ရှုံးထားခဲ့တာကိုတွေ့ရမိတယ်မှာပါတယ် ယ် United ကို1-1တည်ကြတယ် Brighton ကို2-1နဲ့ရှုံးတယ် Crystal Palace ကိုအင်္ဂုမ3-0နဲ့ရှုံးတယ်ပူဟန်ကို2-1နဲ့ရှုံးတယ်ဒီဘက်က Liverpool တင်းကတော့ကျွန်တော်တည်ကြတယ်ပဲ PSG နဲ့ Newcastle ကိုရှုံးနှားခဲ့တဲ့ပွဲစဉ်ကလည်းလိုချင်တဲ့ပွဲစဉ်မှာသူတို့အနိုင်တီးပြီးတော့ရှုံးပိုင်ထားတယ်အဲ့လက်ရှိ Liverpool ရဲ့အသင်းပြန်ပွဲစဉ်တွေကိုပြန်ကြည့်မယ်နောက်ဆုံးပြိုင်ပွဲစဉ်3ပွဲမှာဒါကျွန်တော်ပြန်မြတ်တကူးလောက်ပဲတွင်းထားခဲ့တာကိုတွေ့ရမယ်တော့ပါတယ် PSG နဲ့ပွဲစဉ်မှာလည်းဂိုးမသွင်းနိုင်ခဲ့လို့ဒါ Newcastle နဲ့ပွဲစဉ်မှာလည်းဂိုးသွင်းမှုရုန်းကန်ခဲ့ရတယ် Everton နဲ့ပွဲစဉ်မှာလည်းဂိုးသွင်းမှုရုန်းကန်ခဲ့ရတဲ့အနေအထားမှာရှိတယ်လက်ရှိမှာတော့ Arsenal ရဲ့အသင်းကပြဿနာကလက်ရှိမှာ right back ကစားသမားလာလာမရှိတဲ့ပြဿနာတော်တော်လေးဆူတယ်။ကစားသမား၂ယောက်ရှိတဲ့နေရာကနေအခုလက်ရှိမှာဒါကျွန်တော်တို့ right back နေရာမှာဒါကျွန်တော် corner bridley ကို alternate arno ကိုဒန်ရနေတဲ့အတွက်ကြောင့်ဒီ right back နေရာမှာ cartis jongji ကိုဒါကျွန်တော်ရှေ့နဲ့ပွဲစဉ်မှာလည်းသုံးခဲ့တယ်။ပြောချင်တာ inverted full back sansan ဒီပွဲစဉ်မှာဒီနောက်ပိုင်းပွဲစဉ်မှာသုံးလာရတာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်။အဲ့တော့ပြောချင်တာကလက်ရှိမှာ liverpool အနေနဲ့4231ဆိုတဲ့ formation မှာမှာဒါကျွန်တော်တို့ cartis jongji ကို inverted သုံးရတဲ့မှာပါတယ်။လိုဝဲလိုလိုဒါကျွန်တော် graven back ကလည်း inverted full back ကိုဝင်ပြီးပြေးဆေးရတဲ့ movement ရှိတဲ့ cartis jong queen လေဘက်က ်ပူဝင်ခဲ့ရင်ပေါ့နော်အဲ့တော့တရှိမှာကျွန်တော် Everton နဲ့ပွဲစဉ်မှာလည်းဒါကျွန်တော်အာ Liverpool တဲ့နောက်တန်းကနည်းနည်းလေးအားနည်းတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒါပေမဲ့ဒီလက်ရှိတာကျွန်တော် Fulham နဲ့ပုံစံကြည့်ရအောင် Fulham ကလက်ရှိမှာဒါကျွန်တော်ရှုံးခဲ့တဲ့ပွဲစဉ်တွေမှာမှကျွန်တော်ပြန်ကြည့်မယ်ဆို Crystal Palace နဲ့ပွဲစဉ်ကလွယ်လွယ်ကျယ်ကျယ်တဲ့ပွဲစဉ်မှာတောက်လျှောက်ကိုးသွင်းနိုင်ခဲ့တယ်သူတို့ရဲ့တိုက်စစ်ပိုင်းကတော်တော်လေးကို solid ဖြစ်တယ်လို့ပြောလို့ရအဓိကလက်ရှိမှာဒါကျွန်တော်တို့ William ပြန်ရောက်လာပြီးနောက်မှာဒီ William ပါလာတဲ့တောင်မန်တိုက်စစ်ကမဆိုးဘူးလို့ပြောလို့ရဒါပေမဲ့ကျွန်တော်ဒါ ကွင်းလယ်ပိုင်းကတော်တော်လေးကိုဒါ balance ညီတဲ့ဒါကျွန်တော်ဖူဟန်သင်းရဲ့ကွင်းလယ်လို့ပြောလို့ရတယ်ဒါပေမဲ့လက်ရှိဖူဟန်သင်းရဲ့အပြစ်ကဘာဖြစ်လဲဆိုတော့သူတို့ရဲ့ cancel ပိုင်းမှာ cancel ပိုင်းကတော်တော်လေးကိုအားနေတယ်ဗျာဒါကျွန်တော် defensive ပိုင်းမှာဒါကျွန်တော်ပြကြည့်မယ်ဆိုရင် clean sheet ရခဲ့တာက spa နဲ့ poison ကလည်းလို့ chain နဲ့ poison မှာအကုန်လုံးတဲ့ကျွန်တော်တို့ကန်စပိုင်းကတော့ကျွန်တော်ဂိုးတွေကြီးပဲပြေးရစပါလို့တင်းမျိုးဂိုးမပြေးရထူးစာမဆန်ပါဘူးစပါတင်ကညံ့လာအောင်အဲ့တော့တစ်ဖက်ကတော့ကျွန်တော်လီဗာပူးတင်းနဲ့အခုလက်ရှိမှာလည်းတော့ရှောက်တိုက်စစ်တွေ ကမစိုးဘူးဆိုပေမဲ့တကယ်တည်းပြဿနာကြီးမယ်လို့တိုက်ဆက်ပိုင်းကဒါအရင်တော့ကတဆိုင်အများကြီးအားနေလာတယ်။လက်ရှိပရီးမီးယားလိမှာတိုက်ဆက်အကောင်ဆုံးတော့အသေးသေးလေးနေနေတာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုအဲ့လို rate နဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့တိုက်ဆက်ပိုင်းအားနေလာတာကိုတွေ့ရမယ်တဲ့မှာပါတယ်။လီဗာပူးတင်းနေတဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဘယ်လိုမျိုးရှေ့ဆက်သွားမလဲဆိုတော့လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ဒါကျွန်တော်တို့အဲ့ဘာတဲ့ပွဲစဉ်မှာဒီကိုဂျူတာရဲ့တလုံးတော်သွင်းသွင်းကိုနဲ့တူတာကျွန်တော်နိုင်ခဲ့တယ်။လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်နောက်ပိုင်းပွဲစဉ်မှာတကယ်ပြောစရာလိုလာကဒီဟာကျွန်တော်တို့က မူဟာမက်ဆာလာပဲဆာလာကဒီကျွန်တော်ဒီ right back နေရာမှာအာနုတယောက်မပါလာနိုင်တဲ့ကိုပြောချင်တာသူ့ကိုလိုက်ပြီးတော့ overlap လိုက်လုပ်ပြီးတော့သူ့ကို support ပေးနိုင်တဲ့ကစားသမားမပါလာနိုင်တဲ့အချိန်မှာဆာလာက auto ကျသွားတယ်ဆာလာနေရာဒီကျွန်တော် right back ကစားသမားအစ်စ်မရှိတဲ့အချိန်မှာဆာလာပါ auto ကျသွားဒီကျွန်တော် right wing right back တစုံလုံးက liverpool အသင်းနေနဲ့လက်ရှိမှာ lower ချက်တွေရှိနေတာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့လက်ရှိဒီနေ့အာနီဆိုရဲ့အာတာချက်အသင်းက lower ချက်တွေရှိမှာအဲ့ lower ချက်တွေကိုဖာထေးပြီးတော့အသုံးပြုနိုင်ခဲ့ရတဲ့မှာပါတယ် liverpool အသင်းနဲ့လက်ရှိမှာဒါကျွန်တော်သူများရဲ့မလို့ arsenal တို့ဘောင်နဲ့မလို့ဒီနေ့ပွဲစ မှာအရန်ဒီပိုင်းထုတ်ကစားစရာမလိုဘူးကြားထဲမှာလည်းဘာပွဲမှမရှိတဲ့ကြောင့်မို့ဒီနေ့ပေါ်ဆုံးမှာလစ်ဗာပူးအသင်းက fully fit fully squad နဲ့ဒီနေ့ပေါ်ဆုံးမှာအပြည့်အဝသုံးလို့ရတယ်ဖူဟန်လည်းဒီတိုင်းမှာဖူဟန်အသင်းနဲ့ဒီနေ့ပေါ်ဆုံးမှာဒါကျွန်တော်တို့နှစ်သင်းလုံးကဒါလက်ရှိမှာသူတို့ရဲ့အကောင်းဆုံးလူစည်းငွေဒီနေ့ပေါ်ဆုံးမှာချပြလို့ရနေတာမှရှိအကြိုက်ထဲမှာနှစ်သင်းလုံးကန်ထားတာမှန်ပေမဲ့နှစ်သင်းလုံးနဲ့ဒီနေ့ပေါ်ဆုံးမှာကန်ပြီးရင်တပတ်တည်းတည်းနားပြီးမှလာမဲ့ပွဲလာမဲ့ကျွန်တော်ရက်သက်တစ်ပတ်မှာစနေနေ့ကမှာပွဲပြန်ကန်ရမှာဖြစ်တဲ့ကြောင့် AC ကန်လို့ရနေတာတရက်ကိုရောက်လာပြီလို့မြင်လို့ရအဲ့တော့ လီဗာပူးဘက်ကဒီနေ့ပွဲစမှာတုံဘက်ကတော်တော်လေးကိုရေးကြည့်တယ်ဖူဟန်ဘက်ကပြန်ကြည့်မယ်ဆိုရင်ဖူဟန်သိနေခုလက်ရှိမှာဒါကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင် what to focus on sorry ဥရောပဝင်ခွင့်ကဘယ်လောက်ထိအခြေအနေကောင်းလဲနေ့ပွဲစမှာသာနိုင်ခဲ့မယ်ဆိုရင်တော့48မှတ်နဲ့တူအဆင့်8ထိတက်လာနိုင်ခဲ့မှာဖြစ်ပြီးတော့ဒါကျွန်တော်တို့ Europa League Conference League ဝင်ဖို့အတွက်တော်တော်လေးအခြေအနေကောင်းသွားအဆင့်9နေရာကဒါကျွန်တော်တို့လက်ရှိမှာ Champions League ဝင်တဲ့ကြောင့်မို့အဆင့်8နေရာကအခုလက်ရှိမှာ Conference League ဝင်ဖို့အတွက်ရာခိုင်နှုန်းတော်တော်လေးကိုများနေတာကိုတွေ့ရမယ်ထဲမှာပါပါတယ်အဲ့တော့ပြောချင်တာကလက်ရှိမှာ Fulham အသင်းအနေနဲ့ဒီနေ့ပွဲစမှာသာနိုင်ခဲ့မယ်ဆိုသူတို့နဲ့ဥရောပဝင်ခွင့်နဲ့မျှော်လင့်ကြရမယ်တစ်ဖက်က Liverpool တို့ကဒီနေ့ပွဲစမှာသူတို့နိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့သူတို့ Premier League ဖလားကိုစွတ်ခူးနိုင်ဖို့အတွက်အခြေအနေကြီးကောင်းသွားမှာ ာဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါပါတယ်မိတို့မေဆိုးစေးကဒီနေ့ပွဲစဉ်ကလစ်ဗာပူးတင်တော်တော်လေးကို crucial ဖြစ်ပြီးတော့လစ်ဗာပူးတင်တဲ့ဒီနေ့ပွဲစဉ်ကိုနိုင်ခဲ့မယ်ဆိုရင်တော့ Premier League ဖလားကိုရဖို့အတွက်တေကြာတလောက်နီးနီးဖြစ်သွားမယ်အနေဒါတစ်ခုကိုလစ်ဗာပူးတင်ရှေ့တူးသွားမှာဖြစ်ပါတယ်အဲ့တော့ဘာဒီဘလိုဖြစ်လာမလဲကကျွန်တော်ဒါမြန်မာစံတော်ချိန်ခေါ်တနာကြီးဂွဲမှာတော့ကျွန်တော်ပိတ်ကားပြမှာကျွန်တော်တို့ဒီအတူကြည့်အောင်ပွဲပြီးသုံးသက်ချက်ကိုတော့ကျွန်တော်အရင်ဆုံးပြီးတဲ့ပွဲစဉ်ကိုပဲအရင်လှုပ်ပြီးသွားဖြစ်တယ်ဘယ်လိုပြောလစ်ဗာပူးတင်ကလက်ရှိမှာဖလားရဖို့အတွက်လက်တကမ်းပဲလူတဲ့သူတွေဖြစ်လာခဲ့ပြီလို့ပြောရင်လည်းကျွန်တော်ကိုတော့ကွန်ပြူတာပေါ့ဗျဘလုံးပွဲတကူကြည့်ရှု ူခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာဂျီယန်လူစံပေါဝင်ကွန်ကြီးလို့ရပါရယ။ညံ့ညလေးလေးကလစ်ဖုံမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0 TV4 ကြီးတို့ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်ဆက်ကွန်ကြီးပေးလို့ရပါရယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါရယ်။ညံ့ညလေးလေးကလစ်ဖုံမေ့ကြပါနဲ့။ညံ့ညကလစ်မှာမေ့မေ့နေဖြစ်ပါရယ်။အားလုံးပဲကြိုးလို့ပါရယ်။ကျွန်တော်ဒါအခုလက်ရှိမှာငလင်းကိုကွန်ကြီးပေးနေတဲ့ညီကိုမောင်မတွေတယောက်ချင်းတိုင်းကိုလည်းအများကြီးအများကြီးကျူးတင်နေဆိုတဲ့အကြောင်းပြောရင်းတယ်ပဲကျွန်တော်တော့ကွန်ကြီးပေး ုံဗျဒေးဗော်ဗျ